ခြေခံအဖြစ်တော့ကျွန်တော်တို့မှအချိန်ကြာကြီးပြပြင်းထန်ထန်တိုက်နေတဲ့နိုင်ငံတစ်ခုရှိပြီးသူတို့ဘာလို့နေမှတော့မသိပါဘူးဆက်နေရကြတိုက်ပွဲတွေအပြီးမှာအ ਨੇ ဆုံးအပြစ်ခရဆဲရေးရှိကြောင်းဒေါ်နယ်ထရန့်ကဆိုခဲ့ပါတယ်မင်းညာကဖောင်းဆုံးအရေးအကြောင်းတွေတွေ့ရပါတယ်အီရန်ကဒိုဟာမှာရှိတဲ့အမေရိကန်စစ်စခန်းခြေဆက်စခန်းကိုဒုံးကျည်နေနဲ့ပြစ်ခတ်ခဲ့တော့လဲအသေးပြောင်းမရှိခဲ့ပါဘူးအီရန်ကကာတာနဲ့အမေရိကန်တို့ကိုချုပ်တင်တရီပေးထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ရင်းကဆင်းလင်းပြတ်သားနေတဲ့ message တခုပေးပို့ခဲ့တာဖြစ်တယ်။အီရန်ကတင်းမာမှုကိုဆော့ချလိုခြင်းဖြစ်တယ်။အဲဒီနောက်မှာညတွင်ချင်းနောက်ထပ်အတားအဆီးတခုကတော့အမေရိကန်သမ္မတထံမှ social media မှာ post တင်နေခြင်းဖြစ်တယ်။ Trump ပြောတာကိုကိုးကားပြစေ။အားလုံးအတွက်ဂုဏ်ယူပါရစေ။ Israel နဲ့ Iran တို့ကြား၁၂နှစ်ကြာအပြစ်ခရဆက်ရေးအပြီးပိုင်တဘောတူညီထားပြီးဖြစ်တဲ့အချိန်ကြာပြီးဖြစ်တဲ့အတွက်စစ်ပွဲပြီးသွားပါလိမ့်မယ်ဖြစ်တယ်။ Iran နဲ့ Israel ရဲ့ခဏရီနဲ့ရေဆွမ်းတတ်တီအတွက်ကိုလည်း၎င်းကချီးကျူးခဲ့ပါရစေ။ အစပိုင်းမှာတီဟန်ကမင်းဒီမီဒီတဘောသူညချက်မှမရှိမရှိကြောင်းညှင်းဆိုခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့ရတိချက်ပြောင်းသွားပါတယ်အီရန်ကတီဟန်စံတော်ချိန်နဲ့၄နာရီနောက်ဆုံးထားပြီးတော့တိုက်ခိုက်နေခြင်းကိုရတန်ပါကအီရန်လဲရတန်မြဲလို့ပြောဆိုခဲ့ပါတယ်နောက်ဆုံးမိနစ်အထိတိုင်းခိုင်ရန်ဖြစ်ပွားစေဖြစ်တယ်အီရန်ကအစ္စရေးနိုင်ငံပါရှိဘာမျိုးကိုပတ်ထိန်ဒုတ်ကြီးနဲ့ပြစ်လုခဲ့ပါတယ်နောက်ဆုံးတမတ်ရဲ့ကျုံလာတဲ့အမြထရန့်ကအပြစ်ခရစေကြီးဟာ ယခုအသက်ဝင်နေပြီဖြစ်တဲ့ကျေးဇူးပြုရေးမချိုးဖောက်ပါနဲ့လို့ထပ်မံရေးသားခဲ့ပါတယ်။ဝန်ထဲဆရာကတော့၎င်းတို့ချိုးဖောက်ကြောင်းစီစဉ်ကန်စားတွေမှာကြားနေရပါတယ်။အပြစ်ခတ်ရစရေးဘလို့ဖြစ်လာတာလဲ။တချိန်တည်းမှာပဲအီရန်နဲ့အစ္စရေးတို့ကညှိနှိုင်းရေးရရှိဖို့အတွက်တောင်းဆိုတဲ့အခါမှာထရန့်ကဘာပြောတယ်လဲ။ဒါပေမဲ့အတွင်းပိုင်းအသေးစိတ်အချက်လက်ကတော့တချိန်တည်းမှာပဲအီရန်နဲ့အစ္စရေးတို့ကညှိနှိုင်းရေးရရှိရန်တောင်းဆိုခဲ့တယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အတွင်းပိုင်းအသေးစိတ်အချက်လက်ကတော့ တစ်မျိုးစီပြောနေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার နေရာကိုတိုက်ခတ်မှုတွေလုပ်ဖို့အမိတ်ပေးချိန်မှာငြိမ်းချမ်းရေးအတွက်တွန်းအားပေးမှုကိုစနေနေ့ကစတင်ခဲ့တယ်လို့ဒီနေ့ကဆိုပါတယ်အဲဒီနောက်ဆွေးနွေးအကြံပြုခဲ့ပါတယ်အီရန်နဲ့အစ္စရေးတို့ထံဆက်သွယ်ရန်တာဝန်ရှိသူတွေကိုသူကပြောကြားခဲ့ပါတယ်ထရန့်ကငါ့ကိုဘီဘီကိုဖုန်းဆက်ပြီးငါတို့ငြိမ်းချမ်းရေးလုပ်မယ်လို့ပြောကြားခဲ့ပါတယ်တင်းလာနေ့မှာဆွေးနွေးပွဲဖြစ်ခဲ့တယ်ထရန့်ကအစ္စရေးဝန်ကြီးချုပ်နဲ့ဖုန်းဆိုခဲ့တယ် အဲ့ဒီတောင်းဆိုမှုမှာပြစ်ခတ်ရစရေးအဆိုပြုခဲ့ပါတယ်။အီရန်လည်းတိုက်ပွဲတွေရနေတဲ့ဖြင့်နာတန်ယာဟူကသဘောတူတယ်လို့ပြောပါတယ်။အဲ့ဒီနောက်ထရန့်ကတိုက်ရမဟုတ်ပဲကာတာနဲ့တစင်အီရန်တို့မက်ဆေ့တွေပို့ခဲ့ပါတယ်။ကာတာနဲ့အီရန်ကခံမာတဲ့ဆက်ဆံရေးရှိတယ်။တီဟီရန်ကိုဆွဲဆောင်မှုအတွက်ကာတာဝန်ကြီးချုပ်ကိုအမေရိကန်တောင်းဆိုခဲ့တယ်။အီစရေးကလည်းတိုက်ခတ်မှုတွေကိုရပ်တန့်ဖို့အတွက်အီရန်ဆိုရကသဘောတူညီခဲ့တယ်။အောင်ပွဲကျင်းပခြင်းနှစ်ဖက်စလုံးကအောင်ပွဲခံခဲ့ပါတယ်။ ဣဇရက IDF ကချင်းတိစစ်စင်ရင်မှာ၎င်းတို့ရဲ့ယူမှန်ချက်အလုံးကိုအပြည့်အဝဖြည့်ဆည်းပေးခဲ့တယ်လို့ပြောတယ်။ချုပ်ဖောက်မှုဗန်ဒမြောက်ကိုပြပြသားသားတုတ်ပြန်မှုအတွက်ဆင်နစ်ဖြစ်နေသေးကြောင်း၎င်းတို့ကလည်းဆက်လက်ပြောတယ်။အီရန်ကဣဇရက်ကိုအပြစ်ကရဆက်ခံပြီးဣဇရက်ကဆုံးနစ်သွားပြီလို့အီရန်ကပြောပါတယ်။အင်အားကြီးနိုင်ငံများကအပြစ်ကရဆက်ရေးကိုကြိုးဆိုခဲ့ကြပေမဲ့ပြင်သစ်ကတကယ်လို့သာဒီသဘောတူချက်ကိုဣဇရက်နဲ့အီရန်ကြားတိုက်ခိုက်မှုအထစ်တွေနဲ့အစီရင်ခံစာတွေမှာကျွန်တော်တို့မြင်တွေ့ရခဲ့ရပြီးအဲ့ဒီအတွက်ကြောင့်မပြည့်စုံတဲ့အချက်လက်တွေနဲ့ အမြတ်ကောက်ချက်မဆွဲချင်ဘူးလို့ပြောပါတယ်။ညချမ်းရေးကိုထောက်ခံတဲ့ဆိုပေမဲ့အချင်းတွေကမငြိမ်မသက်ဖြစ်နေပါတယ်လို့ပြောတယ်။အခြားသူတွေကလည်းအလားတူပဲမတည်ငြိမ်မှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။အပြစ်ခရဆဲရေးကန်ဆောင်ထားပါသလား။ယခုအခါတစ်ဖက်စလုံးကချိုးဖောက်မှုတွေကိုတောင်းဆိုနေကြတယ်။ညနေပိုင်းမှာအစ္စရေးကအီရန်ဟာဒုံးကျည်အစ်တွေပြစ်လို့တယ်လို့ဆွဆွဲခဲ့ပါတယ်။နှစ်ယောက်ကိုဖမ်းမိတယ်လို့လည်းသူတို့ပြောပြပါတယ်။အပြစ်ခရဆဲရေးစတင်ပြီးတဲ့နောက်မှာအီရန်က ြည်တိဒုံးကြည်မှပြစ်ခတ်ခြင်းမရှိဘူးလို့ပြောခဲ့ပါတယ်။အစ္စရေးကအီရန်ကိုမယုံဘူး။သူရဲ့ကာကွယ်ရေးဝန်ကြီးကအီရန်ကိုတုတ်ပြန်တိုက်ခတ်ဖို့အတွက်အမိတ်ပေးခဲ့တယ်။အပြစ်ခတ်ရဆယ်ရေးကိုချိုးဖောက်ခဲ့သူကအစ္စရေးဖြစ်ကြောင်းအီရန်ကပြောကြားခဲ့ပြီးတဲ့နောက်ဆုံးတမားရဲကိုကျော်လွန်ကဒေတာစံကြောချိန်နဲ့နဲ့9နိုင်အထိတိုက်ခတ်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ထရန်ကပြင်းပြင်းထန်ထန်ကိုတုတ်ပြန်ခဲ့ပါတယ်။ F စကလုံးကိုအုံပြုပြီးအစ္စရေးကိုမပြောမရှင်းဖြစ်နေကြောင်းသူကကျွန်တော်တို့တဘောတူညီချက်ရပြည်ရင်အစ္စရေးကချိုးဖောက်တာကိုမလိုချင်ဘူး။ ငါမကြိုက်ဘူးသူတို့လှုပ်စရာမလှုပ်ဘူးလက်တော့ပြန်တာကအရန်ပြင်းထန်တာကိုငါမကြိုက်ဘူးလို့သူကပြောခဲ့ပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့တင်းမာမှုတွေမှာထွန်းကနေတာယာဟုနဲ့ထပ်မံစကားပြောဆိုခဲ့တယ်လို့တင်းညာပြောပါတယ်အီရန်ကိုမထိဖို့ပြောခဲ့ပေမဲ့နေတာယာဟုကကျွန်တော်တက်ခတ်မှုကိုမဖြတ်ဖြတ်လိုက်နိုင်ပေမဲ့ပြင်မာတစ်ခုကိုအထိဆော့ချနိုင်ခဲ့တယ်လို့သူကဖြေချခဲ့ပါတယ်အခုအချိန်တွေကရန်တင်းမာနေပါတယ်ယုံကြည်မှုနေပါချင်းဒေါ်တာကြီးချင်းနှစ်ဖက်စလုံးမှာကြောက်ရွံ့မှုတွေနဲ့ရှိနေပါတယ်ကြည်မာတဲ့ မေကွန်ကတော့ဤအဖြစ်ခံရဆဲရေးချုပ်ပေါက်မှုဟာတိကျဖြစ်ရလားဒါမှမဟုတ်စီစဉ်ထားတဲ့တိုက်ခိုက်ရေးလှုပ်ဆောင်မှုတွေလားနောက်ပိုင်းကျရင်အာရအားလုံးကထိမ့်နိုင်တင်းမြတ်ဖြစ်သွားနိုင်ပါတယ်ကြီးစိုးဖို့အတွက်နှစ်ဖက်စလုံးကအောင်ပွဲခံနိုင်တော့လဲအဖြစ်ခံရဆဲရေးကိုထိန်းထားနိုင်ပြီးတိုက်ပွဲတွေရတန်းသွားစီကြံမျှော်လင့်ပါတယ်